British Army မင်္ဂလာပါရှင်။မင်္ဂလာကြေးတင်မှာပြန်လဲကျဆွန်လာရပါရှင်။ British အတွက်ကုလောက်တင်ဆက်ပေးမယ့်တရင်ကြောင်းလေးကတော့ထိုင်းနိုင်ငံသူပျောက်ရှိနေတဲ့စကောက်ဆောင်ပို့ချုံမှုကြီးမေအွန်လိုင်းဟာထိုင်းနိုင်ငံဒီစိတ်မှာအဖမ်းခံရတဲ့ဆိုပြီးတရင်တွေချက်ပေါ်လာခဲ့ပြီးဖြစ်ပါရယ်။ဒုတိယအတရင်အမှတ်ဖြစ်ပါစေ။လူနိုင်ငံရေးလှလှသုံးသက်သူကလည်းမှတ်ချက်ပြုနေခဲ့လည်းဖြစ်ပါရယ်။ ဘန်ကောက်မှာဘင်းစတအစီဝေးတယောက်ပေါ်မင်းအောင်လိုက်ကနေပြီးတော့ကနေထွက်ခွာသွားပြီဖြစ်ပါရယ်။ဘင်္ဂလားပင်လယ်အောင်ပူပေါင်းဆောင်ရွက်ရေးအဖွဲ့ကတည်ကြခဲ့တဲ့ဘင်းစတအစီဝေးကိုရှင်းနေအီဗီလာသွင်းနေနေ့လယ်ပိုင်းမှာစတင်ကျင်းပနေပြီဖြစ်ပါရယ်။ယင်းစီဝေးတယောက်ရဲ့မြန်မာစကောက်ဆောင်မင်းအောင်လိုက်ကတော့နေပြီးတော့လေးစက်ကနေရှင်းနေမြန်မာစံတော်ချင်းနေ့တဲ့တနအီကနေအထူးလေးရဲ့ဖြင့်စတင်ထွက်ခွာသွားပြီဖြစ်ကြောင်းပြည်တွင်းသတင်းမီဒီယာများကဖော်ပြခဲ့ကြဖြစ်ပါရယ်။ဘင်းစတအစီဝေးကိုတော့အီဗီလာ၃ရက်နေနဲ့၄ရက်နေ့၂ရက်တာကျင်းပမှာဖြစ်ပြီးမြန်မာစ စ်ကောင်ဆောင်မရောက်လိုက်အောင် အစည်းအဝေးတက်ရောက်ရန်ထိုင်အစိုးရအဖွဲ့ကဖိတ်ကြားထားခြင်းဖြစ်ကြောင်းသိရှိရပါသည် မြန်မာနိုင်ငံမှာတော့ထိုင်းစံတော်ချိန်နေ့နဲ့နာရီခွဲခက်ကဘန်ကောက်လေးစိတ်တို့ရောက်ရှိတဲ့ဖြစ်ကြောင်းသိရှိရပါတယ်။ဘင်းစတက်အစီအွေကိုတော့မြန်မာနိုင်ငံရောက်ပြီးစက်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးဦးတန်းစွေကအစီအွေတို့ကြိုတင်တက်ရောက်နေပြီဖြစ်ကြောင်းသိရှိရပါတယ်။မြန်မာနိုင်ငံဖိတ်ခေါ်ခဲ့တဲ့ထိုင်းအစိုးရအဖွဲ့နဲ့ပြင်ဖိတ်ခေါ်နေရတဲ့အကြောင်းရင်းနဲ့ပတ်သက်၍ထိုင်းပြည်သူများအပေါ်မှာဖြေရှင်းချက်ပေးရန်ထိုင်းလူတို့အမတ်များကတောင်းဆိုနေခဲ့ကြကြောင်းသိရှိရပါတယ်။ ဘဲစတအစည်းအဝေးတွင်မင်းအောင်နိုင်ကငရေချောင်းမြန်မာပြည်သူများခံစားနေရတဲ့အခြေအနေများကိုတင်ပြဆွေးနွေးတော့မှာဖြစ်ကြောင်းသိရှိရပါတယ်။ဘဲစတအဖွဲ့ဝင်များမှာဘင်္ဂလားဒေ့ရှ်အိန္ဒိယအထိုင်းတရီလင်ကာဘူတန်နီပေါ်မြန်မာတို့ပေါင်းဝေးပြီးတက်ဆိုင်ရာနိုင်ငံကောင်ဆောင်များကတက်ရောက်ဆွေးနွေးကြတဲ့ခန္ဓာပေါင်းစုံဆွေးနွေးရေးအစည်းအဝေးတစ်ခုဖြစ်ကြောင်းသိရှိရပါတယ်။ကြောင်းရတဲ့ဆက်ပင်မှုဒီမဝေးကဒနာကိုပြောပါရှင်။နောက်ထပ်ပြည်တွင်ပြပတဲ့များကျော်ရည်တဲ့များနဲ့နောက်ဆုံးတဲ့များနဲ့အတူပြန်လာပါမယ်။ပြည်ချက်များလုံးမင်းရှင်နေရှင်းနေကြပါစေရှင်။